မင်္ဂလာပါခုဒီပုံလေးကိုဒီပုံလေးကိုဆွဲမယ်ပေါ့နော်ဒီမှာအဲ့တော့ဒီပုံလေးကိုဆွဲဖို့အတွက်ဆိုရင်ဒီဒီဗီဒီယိုဖိုင်လေးမှာကအခုဒီဟာဆိုရင် unit 3ပေါ့နော် unit 3မှာကဒီက array ကိုဒီဒီချာချာလေးကောင်းကောင်းကစားနိုင်ဖို့ရဲ့ dimension လေးတက်နိုင်ဖို့ရဲ့ကိုအဆိုင်ပြီးတော့ဆွဲပြထားတယ်ဒီနေ့ချိန်ကလည်းတော့အမပုံလေးကြီးပဲဖြစ်ပါတယ်နော် ော့ဒီပုံမှာဆိုရင်သူကဘာနဲ့လဲဆိုယူနစ်ကပေလက်မနဲ့ဆွဲထားတယ်အဲ့တော့ဒါကအာခီတက်ချာဒါမှမဟုတ်အင်ဂျင်နီယာရင်တစ်ခုခုနဲ့ဆွဲရပါမယ်နော်အဲ့တော့စာကဲကောမန်စာကဲလေးကနေစဆွဲမယ်နော်ပုံအရင်ကြည့်အောင်မယ်ဒါကနေစဆွဲမယ်စာကဲလေးကနေစဆွဲမယ်အတွင်းစာကဲလေးက1ရှိရဲ1 feet တွင်းစာကဲလေးကနေစဆွဲလိုက်မယ်ဒါယာမီတာ1 feet 1 feet feet အဲပေလက်မနဲ့ဆွဲခါမှာ ပီရဲ့ unit ကိုဒီ phi လေးထည့်ယူဖို့မမေ့ပါနဲ့နော်အန်ဒါပြီးရင်ဒုတိယ cycle က3ပီနဲ့6လက်မအဲ့ဒါကလည်း diameter နဲ့ပဲ center မှတ်မယ်3 phi 6 and နောက်တစ်ခုကအပြင် cycle က diameter 4 diameter နဲ့ပဲ center မှတ်မယ် diameter 4 and အာ4ကတင်းရွာရယ်နော်4ကအဖီရရမှာ sorry ကွန်ဒိုဆန်နဲ့ပြန်ခေါ်လိုက်မယ် diameter 4 feet and အဲ့တော့လိုရဲစာကဲလေးတကွန်းတစ်ခုသုံးဖို့ဆွဲပြီးသွားပြီအဲ့တော့ဒီအလေထိတ်ကဒီကောင်လေးဒီဘက်အစအဆုံးအကျယ်လေးကဘယ်လောက်ရှိလဲဆိုရင်6 6 inch 6 inch ဆိုတော့ဒီစာကဲအဝန်းလေးကဘယ်လောက်လဲဆိုရင်ဒါ6ပဲပေါ့နော်6လက်မှရှိရဲစာကဲလေး diameter 6 inch ရဲ့ circle လေးကိုဒီ quadrant မှာဆွဲလိုက်မယ် diameter 6 inch ဒီ quadrant မှာ6 inch so 6 and နောက်ပြီးတော့မှ line ရဒီ map ကနေအပေါ်ကို automatic on ပြီးတော့ထောင်းလိုက်မယ်ဒီ intersection ကနေ ဒါမှလည်းလိုပဲ line comment ယူမယ်ဒီ intersection ကနေပေါ်ကို line ထောင်ထားလိုက်ပြီးတော့မှပါလို့မလဲ tr under under နဲ့မလိုတဲ့ဘိုင်းတွေကိုဖြတ်မယ်အဲဒါဆိုရင်ဒီအားလေးရသွားပြီနော်အဲ့တော့ဒါလေးရပြီဆိုလို့ရှိရင်မှဘာလို့လိုရလဲဆိုရင်မအားလို့ array ပွားလို့ရပြီဘယ်နှခုရှိလဲဆိုရင်1 2 3 4 5 6 9 10ခုအဲ့တော့ array comment ear and uh, select object and uh, polar array center ကဒီရနေဘယ်နှခုလဲဆိုရင်ခုနက6ခု and uh, အဲ့တော့ဒါလေးရပြီမလိုတဲ့ကောင်တွေဖြတ်မယ်ဖြစ်တဲ့အတွက် tr under under ဒီပုံလေးမှာအမသိပ်ပြီးရောမပါဘူးပေါ့နော်အဲ့တော့ dimension လေးတက်မယ် dimension style က feet inch နဲ့ပဲနော်အဲ့တော့ dimension လေးတေးကြအောင်ဒါကြည့်လိုက်မယ် override ကိုပဲပြင်လိုက်မယ် architecture architecture နဲ့တက်ထားရပေါ့နော်ခင်ရဲတက်ကြည့်လိုက်မယ် close dimension linear နဲ့ဒီထိပ်ကိုအရင်မှတ်လိုက်မယ်6 inch ဟုတ်ပြီနောက်တစ်ခုက diameter ကြီးကြီးပဲเนาะအဲ့တော့ diameter dimension တက်မယ်အပြင်စာကေရ4အတွင်းစာကေရ3ဘီနဲ့6လက်မှာအတွင်းစာကေလေးရလဲ1 f ဒါကနာဝ4လက်လေးလက်မှာနေမှာဆိုရယ်စာကေလေးเนาะဖြတ်လိုက်မယ်အဲ့တော့ dimension လဲတက်ပြီးသွားပါပြီပုံလေးရွှေရှင်းရှင်းလေးဆွဲတက်မယ်လို့ယုံကြည်ပါတယ် Is it do the